လင်ဂွေကလေးရှိ IELTS အတန်းကြီးကဘာလို့အမေ့ရှိနေလဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့အရင်တော့ဆုံးမမိမယ်ထင်တယ်။ exam ဖြေတော့မယ့်သူတွေအတွက်ဆိုလို့ရှိရင် IELTS preparation နဲ့အဲဒီ tuition preparation ဆိုလို့ရှိရပေါ့နော်။အဲ့ဒီမှာကျတို့ဖြစ်ချင်တဲ့ concept ကလုံးလိုက်တဲ့ကောင်လေးကဟိုစက်တန်းနေစာမေးပွဲဖြေတော့မယ့်ဆိုလို့ရှိရင်ဟိုမှာအနီးကက် tuition နဲ့ guide တွေယူရတဲ့ပုံစံမျိုးပဲပေါ့နော်။ဒီမှာလည်းလိုပဲဟိုမှာဒီ trainer နဲ့အနီးကက် သင်ရအောင်လို့အနီးကပ်ဆွေးနွေးလို့ရအောင်အနီးကပ်စာမေးလို့ရအောင် feedback တွေရအောင်လို့ဆိုပြီးတော့ tuition preparation တန်းလေးကိုပေးပြတာအဲ့တော့အဲ့ဒီမှာကတက်လိုက်တဲ့အကြောင်းသားတွေရဲ့ feedback ကအဆင်ပြေတယ်သူတို့အနေနဲ့ result တွေကလည်းအရန်ကောင်းသွားတဲ့အတွက်ကိုကျေရောကရှိပြီးသား IELTS preparation နဲ့အဲ့ဒီ tuition က features တွေပေါင်းပြီးတော့ IELTS preparation plus one on one session ဆိုပြီးတော့လုပ်လိုက်တာပေါ့နော်အဲ့တော့အဲ့ဒီမှာက modules နှစ်ခုဖြေရတာ ထည့်ရတာတစ်ပိုင်းပြီးတော့လို့ရှင်အတန်းတစ်ခုကျင်းစီပြီးတိုင်းနဲ့အတန်း session တစ်ခုပြီးတိုင်းမှာကဒီကိုသိချင်သမျှကိုလွတ်သွားသမျှဟာတွေအကုန်လုံးကိုမေးဖို့အတွက်ကိုကျွမ်းနေ session ဆိုပြီးတော့တက်တက်ထိပါသေးရပါတော့နော်ဒါအတန်းတရက်စီတိုင်းမှာပြီးတော့လို့ရှင်ပထမ mock test ပြပြရဲ့အချိန်မှာကိုရဲ့ mock test အတွက်ကိုကိုစာဆက်လုပ်ရမယ့် plan တွေရောကိုလွတ်သွားတယ်ကိုမရတဲ့ question type တွေကိုရောဒီ trainer နဲ့အနီးကပြောလို့ရတယ်ပေါ့နော်ပြန်မေးလို့ရတယ် လို့အဲ့လို့ရှိရင်ပြန်သိမ်းပေးတာမျိုးတွေရှိတယ်။အဲ့တော့တယောက်ချင်းစီတွေ့ရတဲ့ session က3ခုလောက်အထိပါနေရပေါ့။အဲ့လိုမျိုး Chero ကကိုယ့်ရဲ့ဒီ highest potential band score ရဖို့အတွက်ကိုဒါထပ်ထည့်ပေးရတဲ့အချက်လေးတွေပေါ့နော်။ preparation တန်း plus 101 session ဆိုတဲ့ preparation တန်းပါ။ဒါပေမဲ့အဲ့လိုမျိုးအတန်အောင်တက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော် requirement တွေရောသတ်မှတ်ထားတယ်။ကိုကအနည်းဆုံးဒီ IELTS foundation ပြီးရမယ်ဒါမှမဟုတ်ရှင် B2 level English ရှိတာမယ် အဲ့ဒါဆိုလို့ရှိရင်ဒီချက်တွေမကိုက်ညီရောတက်လို့မရအောင်လားဆိုတော့အဲ့လိုတော့မဟုတ်ဘူး exam တော့နင်းနေပြီဆိုလို့ရှိရင်ချက်တို့နဲ့တစ်ချက်တိုင်းပင်ပြီးတော့ join လို့ရအောင်ချက်တို့စီစဉ်ပေးတာမျိုးလေးတော့ရှိပါတယ်ဒါကတော့ exception ပါဒါဆိုလို့ရှိရင်ခုနလိုချက်တွေပြည့်စုံမှတက်လို့ရမှာလားဟိုကိုက ready မဖြစ်သေးဘူး professional ready မဖြစ်သေးဘူးဆိုလို့ရှိရင်မလုပ်ရမလဲဆိုတော့အဲ့ဒါအတွက်မလုပ်ရမလဲဆိုရင် IELTS foundation attend ဆိုတာမျိုးရှိတယ်ဒါကတော့ foundation ဖြစ်တဲ့အချိန်မှာကိုက B1 solid မဖြစ်သေးတာဟို IELTS ဖြေရတော့မယ်ဒါပေမဲ့လည်းကိုက intensively prepare လုပ်ဖို့အတွက် ကိုအဆင်မပြေသေးဘူးဆိုရင်ဒါ foundation တက်အောင်တက်လာ cherry ရဲ့အဓိက objective ကတော့ဘယ်လိုလဲဆိုတော့ဒီဒီ exam format ကိုလေ့လာနေ exam to practice လုပ်နေ level up ပါဖြစ်စေချင်တာပေါ့ဒါ cherry ရဲ့လုံးဝ main goal ပဲကို နောက်တစ်ဆင့်မှာ highest production band score ရဖို့အတွက်ကိုယ့် English လေးပဲရလဲမြင်လာမယ်ကိုသင်ပြီးသားတိုင်းကိုအပြန်ပြီးတော့လဲ assess ကိုကိုကိုလုံးနိုင်ရမယ်တနေ့တနေ့စာပါလုံးရမလဲ English နဲ့ဘလို့ထိတွေ့ရမလဲဆိုတော့ practice ကောင်းကောင်းလေးလေးရသွားသေးခြင်းလို့40 hours plus 40 hour notion template ကိုပါပေးရ notion template ကကြတော့ကျတော့သင်နာတာတွေကိုဘလို့ပြန်လေ့လာမလဲဟိုမှာ mandate မှာနောက်ထပ် တင်လာတာအပြင် basket ပါလုပ်မယ် tuesday မှာပါလုပ်မယ် wednesday မှာပါလုပ်မယ်ဘလို resource ကနေလုပ်မယ်ဘလို့မျိုးပြန်ပြီးတော့ journaling ပြန်လုပ်မယ်ဆိုရယ် format တွေအကုန်လုံးပြန်ပေးထားတယ်ဒါက notion template အပိုင်းပြီးရင်အတန်းထဲမှာသင်သမျှအုပ်ချေတို့ကတပတ်ပြီးတပတ် assessment ပုံစံလေးပေါ့နော်ဒါမှချင်တော့ assessment ပုံစံလုံးမမြင်သေးချင်ဘူး extra practice လို့ပဲမြင်သေးချင်တယ်တပတ်တည်းပြီးတပတ်ကိုသင်လိုက်သမျှကိုပြန်ပြီးတော့စစ်ပေးမယ်ဒီလိုလေး digital format နဲ့အာပုံစံလေးတစ်ခုရှိရပေါ့နော်ချင်တို့ကတော့ extra practice လို့ခေါ်တယ် by me to buy ကိုပြန်ပြီးတော့ review လုပ်ပေးမဲ့စာပြန်လုပ်ဖြစ်အောင်လို့ encourage လုပ်ပေးတာအဲ့ feature လေးတခုရှိတယ်။ဒါကတော့ IELTS foundation မှာဒါဆိုဒီ foundation မှာနိုင်အနည်းဆုံး80လောက်ရသွားတာဖြစ်တဲ့အတွက်ကိုနောက်တစ်စ preparation ကိုကလုံးဝဟို confidentiality နဲ့စတာဒီကိုရ highest potential pass score ကိုရနိုင်ပြီပေါ့နော်။ဒါကတော့တချို့လူကကပြောတဲ့အဲ့လိုကိုအမြင့်ဆုံးရနိုင်အောင်လို့ possible ဖြစ်အောင်ဒီကိုရဲ့ကို possible ဖြစ်အောင်လို့စီစဉ်ပေးတာတဲ့အတန်းနဲ့တန်း ဒါပေမဲ့တခုရှိတာအဲ့တန်းနေကိုတက်ဖို့အတွက်ဆိုကိုကိုရာကတော့ ambitious ဖြစ်နေမှာရမယ်။ခြေရောကတော့ဒီတယောက်ချင်းစီအနီးကပ်တန်းနိုင်ရတော့၁၀ယောက်ပဲလက္ခဏာဖြစ်တဲ့အတွက်ကိုတယောက်ချင်းစီအနီးကပ်တင်ယူအောင်လုပ်ထားပေးတယ်။ဟိုလိုအပ်တဲ့မြားတွေကို provide လုပ်ပေးတာဖြစ်တဲ့အတွက်ကိုကိုရာကနေဒါတွေကိုလိုက်လုပ်ပေးမှာရမယ်။အဲ့တော့ပြန်ပြောရရင်ကိုက exam ကို intensively ဖြစ်ဖို့ ready မဖြစ်သေးဘူး language လည်းမြင့်ကျင်သေးတယ် English ကိုတနေ့တနေ့ဘယ်လိုမျိုးထိတွေ့ရမလဲ academic English တွေကိုဘယ်လိုလေ့လာရမလဲ planning နဲ့ planner နဲ့အသေးချ plan တစ်ခုနဲ့အသေးချသွားခြင်းနဲ့ အမြင်နဲ့ကုကူကို review လုပ်ဖြစ်ချင်တယ်အဲ့ဒါအတွက်ကိုလုံးဝစီစဉ်မိရလို့ကျင်နေဆိုရင်တော့ IELTS foundation တက်လို့ရတယ် exam တကယ်ဝင်တော့မယ်လိုအပ်တဲ့ foundation တွေလည်းတက်ပြီးသွားပြီတည်တင်းသမျှဟိုရှိတင်ရှိတိုက်တဲ့ language level တခုလည်းရှိနေပြီလုံးဝ trainer နဲ့အနည်းကလေးချင်းပြီးတင်ချင်းနေနေပြီဆိုလို့ရှင်တော့ IELTS preparation တက်ရပါမယ်ဒါဆိုလို့ရှင်ကိုနဲ့ကိုင်ကြီးရဲ့အတန်းကိုရွေးကြပါချင်းနေတူတူအတန်းလေးမှာပြန်တွေ့ပါမယ်